ပြည်ပရေဒီယိုမြန်မာရဲ့ Children Hour အတန်းလွင့်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီအစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့ည9:00နာရီခွဲတိုင်းမှာပြည်ပရေဒီယိုမြန်မာကနေထုတ်လွှင့်နေပြီဖြစ်ပါတယ်ရှင်။ဒီအစီအစဉ်မှာကလေးတို့ဘ ഹു တုတ္တရစေမဲ့ပုံမြင်များကဗျာများစာပေများတေးသချင်းများနဲ့လေ့လာသင်ယူစရာအင်္ဂလိပ်စာတို့ပါဝင်မှာဖြစ်ပါတယ်။လက်မလွတ်တဲ့နားစင်နိုင်ဖို့ထပ်မံဖိတ်ခေါ်ပါရစေရှင်။ ကျမတို့ရဲ့ People Radio မြန်မာကိုယခုအခါ People Radio မြန်မာ .com နဲ့တာမက Simple Radio Application နဲ့ကြပါနားဆင်နိုင်ကြအောင်တည်ငောင်းပါပြသည်ရှင်။ Google Play Store သို့မဟုတ် iOS Application ကနေ Simple Radio Application ကိုအခမဲ့ download ဆွဲပြီးနားဆင်နိုင်ပါပြီ။ကျမတို့နိုင်ငံသားမိသားစုဝင်များစစ်ပေးကပေးရမှကင်းဝေးပြီးကျမချမ်းသာကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။ မင်္ဂလာပါတတမိမိတို့ရေအခုဦးဦးနေဖတ်ပြမယ်ပုံမြင်လေးကတော့ကိုရီးယားဆရာတော်ပေါ်ချောင်ရေးထားတဲ့ထူးဆန်းတဲ့တထေးဆိုတဲ့ပါလာပြန်ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကထူးဆန်းတဲ့တထေးတယောက်ရှိတယ်။ဒီနေ့မှအဲ့ဒီတထေးဟာတခြားတထေးတယောက်ရဲ့အိမ်ကိုသွားရင် အထက်သုံးထပ်ရှိတဲ့အိမ်တလုံးကိုတွေ့သွားတယ်။အဲ့ဒီအိမ်ဟာအရန်ကို ကြည်ကောင်းပြီးတောက်ပလို့နေတယ်တဲ့။အိုးအရန်ကိုလှပါတဲ့စိန်တော်ပါလား။ တတိယအရန်ကိုတဘောကျသွားပြီဒီလိုတွေးလိုက်တယ်ငါလဲဒီလိုမျိုးသုံးထက်ဆက်အိမ်တို့ကိုအမြန်ဆောက်ရမယ်ဒီလိုနဲ့တတိယအိမ်ကိုပြန်လာပြီတပည့်ဖြစ်လူကိုပြောပြလိုက်တယ်ကျွမ်းကျင်ထမြက်တဲ့ဆောက်လူရီတမားကိုခေါ်လာဖို့ပေါ့မကြခင်မှာပဲတပည့်ဖြစ်သူဟာဆောက်လူရီလို့သူကိုခေါ်လာပါတော့တယ်တတိယဆောက်လူရီတမားကိုမေးလိုက်တယ်ဟိုးမှာရှိနေတဲ့အိမ်လိုပဲခန့်ညာထဲွားတဲ့သုံးထက်ဆက်အိမ်တို့မျိုးဆောက်ပေးနိုင်မလားအဲ့ဒီမှာဆောက်လူရီတမားကပြန်ပြေးလိုက်ပါတယ် အဲ့ဒီဆိုင်ရင်တော့ကိုကျွန်တော်ပဲဆောက်လုပ်ပေးခဲ့တာပါလလွယ်နဲ့ဆောက်လုပ်နိုင်ပါတယ်တတိယဆောက်လုပ်ရေးသမားကိုချက်ချင်းအိမ်ဆောက်ဖို့ပြောတော့တယ်ဆောက်လုပ်ရေးသမားညီနေရာကို ရွေးချယ်ကအုတ်ခဲတွေကို စုပြီးတဲ့နောက်မှာတော့ဆိုင်အိမ်ကိုစတင်ဆောက်လုပ်ပါတော့တယ်တတိယဖြစ်သူကအုတ်ခဲတွေစီထက်ထားတာကို ကြည့်ပြီးတန်လျာဝင်သွားပါတော့တယ်ပြောစမ်းပါဦးအခုပါတွေလုံနေတာလေအထက်၃ထပ်ပါတဲ့ဆိုင်အိမ်ကိုဆောက်ဖို့ပထမဆုံးအထက်ကို စတင်ဆောက်လုပ်နေပါတယ်အဲ့ဒီလိုမျိုးဆောက်လုပ်ရေးသမားပြောရောဒါပေမဲ့တတိဟာဒေါ်လာတွေထွက်ပြီးပြောပါတယ်ငါလိုချင်တာအပေါ်ဆုံးဓာတ်အောက်ကနှစ်ထပ်မဟုတ်ဘူးဒါကြောင့်အပေါ်ဆုံးဓာတ်ပဲဆောက်ပေးအဲ့လိုပြောတော့ဆောက်လုပ်ရေးသမားခေါင်းကိုခါရမ်းပြီးပြောလိုက်ပါတယ်မဖြစ်နိုင်တာဘလို့လုပ်ပြီးအောက်ထပ်ကိုမဆောက်ပဲသုံးထပ်ကိုဆောက်လို့ရမှာလေအဲ့ဒါကိုတတိယဘာပဲဖြစ်ဖြစ်ငါကတော့သုံးထပ်ကိုပဲလိုချင်တာသုံးထပ်တစ်ခုတည်းကိုပဲအမြန်ဆောက်ပေ ဒီဖြစ်ရပ်ကိုကြည့်နေကြတဲ့ပတ်ဝန်းကျင်ကလူတွေဟာပြုံးစည်စည်မျက်နှာတွေနဲ့ပြောလိုက်တော့တယ်တကယ်စိတ်ပြည့်စရာကောင်းတဲ့လူပဲပထမထက်နဲ့ဒုတိယထက်ကိုအရင်ဆောက်မှ သုံးထက်ကိုဆောက်လို့ရမယ်ဆိုတာကိုကလေးတော်သိတဲ့ဟာဒါလေးတော့မသိဘူးလားနောက်ဆုံးတော့တတိယလူတကာရဲ့ကဲရဲ့ဖြစ်စဉ်ချင်းကိုခံလိုက်ရပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ဒီပုံမြင်လေးကိုနားထောင်ရင်တသားမမီတို့လည်းဘယ်လို့ပဲဖြစ်ဖြစ်အစားကနေအဆုံးဒီအစင်လိုက်လောက်ရမယ်ဆိုတာ နားလည်သွားကြမယ်လို့ယုံကြည်ပါတယ်ပုံမြင်လေးကိုအဆုံးထိနားထောင်ပေးလို့တတမမီတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ခဗျာကလေးများတွင်ရတများစီစဉ်ကို နားဆင်နေကြသောမိဘပြည်သူညီကောင်မောင်နှမများ ကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနှုတ်ဆက်ပါရစေရှင်။